ားလုံးမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအာဂါသသတင်းတွေကိုကြည့်မယ်ဆိုရင်တော့ Manchester United အသင်းကတော့ဘုံမောက်အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Simeone နဲ့ကြားမှာအဂရီစမတ်တချို့ရခဲ့ပြီဆိုပြီးတော့မှ Myers ကပေါ်ပြထားတယ်ဒီကစားသမားကတော့လက်ရှိမှာဒါ Premier League ကလပ်အသင်းတချို့ကခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပေမဲ့လို့ဒါကျွန်တော်တို့ Simeone ကိုယ်တိုင်က Manchester United အသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့တယ်ဆိုပြီးတော့လည်းပေါ်ပြထားတယ်ဆိုတော့လက်ရှိမှာကစားသမားက January Transfer Window မှာ Manchester United အသင်းစီကိုပြောင်းရွှေ့သေးမှာမဟုတ်ဘဲနဲ့ 2026နိုယာစီ transfer window ရောက်မှသာ Manchester United အသင်းစီကိုတရားဝင်ပူးပေါင်းသွားမှာလည်းဖြစ်တယ်။ Chelsea အသင်းကတော့ Arsenal အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ Lewis Scaly ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှဖော်ပေါ်တော့လန်ဒါကဖော်ပြထားတယ်။ဆိုတော့ကစားသမားကကျွန်တော်ပွဲထွက်ခွင့်ပုံမူရရှိခြင်းနဲ့အချိန်နဲ့ကြမလို့ Arsenal အသင်းစီကနေစွန့်ခွာသွားနိုင်ပွဲရှိပြီးတော့မှလက်ရှိမှာတော့ Chelsea အသင်းက လူးဝစ်ကယ်လီကိုခေါ်ယူဖို့စိတ်ဝင်စားနေရလည်းဖြစ်တယ်။ဒါပြင်တော့ချယ်ဆီအသင်းကလက်ရှိပေါ်လေးသားသတင်းတွေထွက်နေတဲ့ Nottingham Forest အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ Morito ကိုခေါ်ယူဖို့ကြိုးပမ်းသွားတော့မှာမဟုတ်ဘူးဆိုပြီးတော့ Fabrizio Romano ကဖော်ပြထားတယ်။ဆိုတော့ချယ်ဆီအသင်းကလက်ရှိဒီကစားသမားကိုခေါ်ယူဖို့ကြိုးပမ်းသွားမှာမဟုတ်ပဲနဲ့တခြားတော့လူငယ် option တွေကိုပဲအဲဒါခေါ်ယူဖို့ပေါ့လေကြိုးပမ်းသွားမယ်ဆိုပြီးသိရတယ်ပေါ့လေ။တစ်ဖက်မှာတော့ရမဒရစ်တင်ကလည်းဘပူတင်ရဲ့ပြင်သစ်နောက်ခံကစားသမားဖြစ်တဲ့ခိုနာတီကိုဒါအစောပိုင်း ရက်တွေတုန်းကအစောပိုင်းအချိန်တွေတုန်းကဒါကျွန်တော်တို့ခေါ်ယူဖို့ကြိုးပမ်းနေတာရှိတယ်။ခုနတည်းအပြင်ဒါကျွန်တော်တို့မတ်အလက်စကာတဖက်ကကျွန်တော်အန်ဆူဖာနာဒတ်ပါဝဲဥရောပထိပ်သီးကလပ်အသင်းတွေရဲ့ဒါကျွန်တော်တို့ပေါ့လေဒါကွင်းလေကစားသမားတွေခန်းစစ်ကစားသမားတွေကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပေမဲ့လို့လက်ရှိမှာတော့ ခုနရဲ့ performance အကျဉ်းနေမှုကိုဒါကျွန်တော်တို့ပေါ့လေရဲမှတ်တဲ့အသင်ကသဘောမကျတဲ့အခြေအနေကြောင့်မလို့ဒါလည်းဘပူတင်းနဲ့ရာဒီကုံရင်စကြုပ်တက်တန်းကုံဆုပ်ပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မယ်ပြန်တဲ့နောက်ခံကစားသမားဖြစ်တဲ့ကိုနာတေကိုတော့ရဲမှတ်တဲ့အသင်ကခေါ်ယူဖို့ကြိုးပမ်းသွားတော့မှာမဟုတ်ဘူးဆိုပြီးတော့မှအဲကျွန်တော်ဖော်ပြထားတယ်ဗောလေဆိုတော့ Manchester City တင်းကတော့ညူကာဆယ်တင်းရဲ့ဒါနောက်ခံကစားသမားဖြစ်တဲ့ဒီဗောလေကျွန်တော်တို့ Lebramanto ကို မန်ချက်စတာဒါဘီကလပ်အသင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင်ခေါ်ယူဖို့ကြိုးပမ်းသွားဖို့ရှိတယ်ဆိုပြီးတော့မှမန်ချက်စတာနျူးစ်ကဖော်ပြထားတယ်။ကစားသမားကိုရိုင်းကလက်ရှိပေါ့လေဒါနျူကာဆယ်အသင်းနဲ့စာချုပ်အသစ်ထပ်တိုးဖို့အဆင်မပြေဖြစ်နေပြီးတော့မှဒါ2026ကမ္ဘာဖလာပြီးတာနဲ့မန်ချက်စတာယူနိုက်တက်အသင်းစီပြောင်းရွှေ့သွားနိုင်တယ်ဆိုပြီးသတင်းတွေတက်နေတဲ့အနေထားမှာလက်ရှိမှာတော့လေဗာမန်တိုးကိုခေါ်ယူဖို့ မန်ချက်စတာစီးရီးအသင်းကလည်းစိတ်ဝင်စားလာတာလည်းဖြစ်တယ်တစ်ဖက်မှာတော့ဒါဥပါဒဏ်တရုတ်ကွင်းလက်ကစားသမားဖြစ်တဲ့ကိုမတ်စ်ကတော့သူ့နေတဲ့ January Transfer Window မှာတိုင်ခင်မှာ Manchester United အသင်းနဲ့ Personal Agreement တချို့ရထားခြင်းနဲ့အခြေအနေရှိတယ်ဆိုပြီးတော့မှကျွန်တော်တို့ဒါ minus ကဖော်ပြထားတယ်လက်ရှိမှာတော့ United အသင်းကလည်းဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေဖြစ်ပြီးတော့မှကျွန်တော်တို့ January Transfer Window မှာဒါကိုမတ်အနေနဲ့ ကျွန်တော်တို့ဗောလေဒီ Manchester United အသင်းဒီပြောင်းရွှေ့သွားနိုင်ပွဲရှိတယ်ဆိုပြီးပေါ်ပြထားတယ်။အဲအဲဟာလီအသင်းကြီးရဗောလေဒါအင်္ဂလိပ်တိုက်စစ်ဂရမ်မာဖြစ်တဲ့ဒါကျွန်တော်တို့ Ivan Toney ကိုခေါ်ယူဖို့ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Tottenham Hotspur အသင်းအပါဝင်ဝဟန်သင်းတို့ကဂျိုးပန်းနေတယ်ဆိုပြီးတော့မှ Fabrizio Romano ကပေါ်ပြထားတယ်။လက်ရှိမှာဒါသူ့ရဗောလေဆရာဟောင်းဖြစ်တဲ့ ဒီအာကျွန်တော်တို့ပေါ့လေတော်ရီယန်ဟော့စပါတင်အနည်းပြဖြစ်တဲ့တော်မဖရန့်ကအမန်တုန်လေးကိုတကြောပြန်ခေါ်ယူဖို့ကြိုးပမ်းတာဖြစ်ပြီးတော့မှဝဟန်အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားတာလည်းဖြစ်တယ်။ဘာစီလိုနာအသင်းရဲ့အားကစားဒါရိုက်တာဖြစ်တဲ့ဒီကိုကတော့မန်ချက်စတာစီးတီးတဲ့တော်မကစားသမားဖြစ်တဲ့ဆာဗင်ယူကိုကလပ်အသင်းတွက် ခေါ်ယူဖို့စိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ်။အတိအကျတော့လာမယ့်နေရာ Transfer Window မှာဒါ တို့အနေနဲ့ပေါ့လေဒီဘရာဇီးတောင်ပံကစားမှာဖြစ်တဲ့ Rafinha ကိုဆုံရှုံသွားခဲ့ရင် Rafinha ရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒါကျွန်တော်တို့ပေါ့လေ Manchester City တင်းရဲ့တောင်ပံကစားမှာဖြစ်တဲ့ Sevilla ကိုခေါ်ယူဖို့စိတ်ဝင်စားနေရလဲဖြစ်တယ် So Atletico Madrid တင်းကတော့အင်္ဂလိပ်ဒါအတင်းရဲ့ပေါ့လေကျွန်တော်တို့ဒါအင်္ဂလိပ်ကွင်းလယ်ကစားမှာဖြစ်တဲ့ Corner Club ကိုရောင်းချဖို့အာအတင်းဘက်ကလမ်းဖွင့်ထားတယ်ဆိုပြီးပေါ်ပြထားတယ်ဆိုတော့လက်ရှိမှာတော့ Manchester United တင်းက ဇန်နဝါရီ transfer window မှာ corner clicker ကိုခေါ်ပြီးပိုစိတ်ဝင်စားတာဖြစ်ပြီးတော့မှဒါ Atletico Madrid တင်ကပြောင်းရွှေ့ချင်ယူရိုတန်းတရာဝင်ချင်နဲ့ရောင်းချသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့မှမာရိုဒီပိုဒီပိုကဖော်ပြထားတယ်ရမဇရစ်အသင်းရဲ့နောက်ခံကစားသမားဟောင်းဖြစ်တဲ့ Ramos ကတော့ဒါကျွန်တော်တို့ပြောလေဇန်နဝါရီ transfer window မှာပဲ က်ရှိပေါ့လေကလပ်အသင်းဖြစ်တဲ့ Monterrey အသင်းစီကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတော့မယ်ဆိုပြီးတော့မှ minus ကဖော်ပြထားတယ်ဆိုတော့ကြီးရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်